ခင်ဗျားတို့ကျွန်တော်စားတာတော်တော်အတန်ကျေတာပဲလို့တွေးနေတယ်ဒါပေမဲ့အဲ့ဒါကဂျပန်နဲ့ကိုရီးယားတို့မှာဆိုရင်တော့ဒီလိုမျိုးအစားစားလို့အတန်ထွက်တယ်ဆိုတာပုံမှန်ပဲလို့ပြောနေတယ်အဲ့ဒီလိုမျိုးအစားအစားလို့အတန်ထွန့်ရင်ရိုင်းနေလို့လည်းဘယ်သူမှမထင်ကြဘူးပေါ့နော်အဲ့ကျွန်တော်စွပြုတ်တွေခောက်ဆွဲရေးစားရင်ပူဆိုးတယ်အဲ့တော့ဒီလိုမျိုးပါဇက်ကနေရှလွတ်ရှလွတ်နဲ့တမင်အတန်ထွန့်ကိုစားကြတာပေါ့နော် အထလမို့အတန်ထွက်ပြီးစားခြင်းအပြင်အစားအသောက်ကဘယ်လောက်ထိအရသာရှိတယ်လဲဆိုတာကိုအတိမန်ပြုတယ်လို့သတ်မှတ်ကြနိုင်တယ်။တနည်းအားဖြင့်ပို့ပြီးတော့အတန်ထွက်လေပို့ပြီးတော့အရသာရှိလေပဲလို့ဆိုလိုပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကိုရီးယားတို့ဂျပန်တို့မှာဘယ်ခေါက်ဆွဲဆိုင်ကောင်းလဲသိချင်ဘယ်ဆိုင်ကလူတွေကအတန်ပို့ထွက်နေတယ်လဲဆိုတာကိုလိုက်ကြည့်ကြည့်ပါ။အတန်ကျတဲ့ဆိုင်ကပို့ပြီးတော့စားလို့ကောင်းလို့ပါပဲ။အဲဒီလိုမျိုးပဲဗျာကျွန်တော်အစားအသောက်တလေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးနော်။အဲကျွန်တော်တို့ဒီဖလက်ပိုင်းမှာဆိုရင်ဒီချောကလက်ကိုငချောင်းနဲ့တွဲစားကြတယ်။အဲကျွန်တော်တို့ဒီချောကလက်အချို့ဒီငချောင်းအငံ န်ထဲမှာသွားပြီးတော့တွဲစားကြတာပါနော်ဘလို့စားကြတယ်လဲတော့မသိဘူးအဲသူကဒီချောကလက်ရေပူပူလေးတဲ့ကိုဒီနေလန်းထားတဲ့ငချောက်လေးကိုထည့်ပြီးတော့စားကြတာပါအဲသူတို့စီမှာတော့အဲ့ဒါကိုဒီချမ်ပိုရာတို့ဟင်းချွေလို့လည်းခေါ်ပါတယ်ဒါအသေးချာပေါ့ကျွန်တော်တို့မြန်မာပါးစပ်တွေကတော့ဘလို့မှကြိုက်မှာမဟုတ်ဘူးပါနော်ဒါပေမဲ့ဖလက်ပိုင်မှာတော့ဒါအယူကအစားအစာတစ်ခုဖြစ်တယ်ဗျအဲတကယ်တမ်းချောကလက်ကဘာနဲ့လိုက်တယ်လဲဆိုတော့ဘုတ်ကျွလေးနဲ့မှလိုက်တာဗျဥပမာကျွန်တော်လက်ထက်ကနှာဟောက်စလို့ပါ ဒါလေးကကျွန်တော်တို့နဟာကောင်နေအသေးထွက်ရှိထားတယ်ချောကလက်စစ်စစ်သီဟိုစီမုတ်ကျွလေးပဲဖြစ်ပါတယ်ဒီကောင်ကတကယ်ချောကလက်ရဲ့တကယ်အရသာစစ်စစ်နဲ့လှုပ်ထားတာဗျအဲကျွန်တော်တို့ဒီချောကလက်ရဲ့ပူပူလေးတွေကိုမုတ်ကျွလေးစိန်ပြီးစားလိုက်ရတဲ့အရသာမျိုးဖြစ်တယ်ဗောနော်ဒါလေးကတော့ကျွန်တော်တို့ပရီမီယံကွာလတီပါပရီမီယံကွာလတီကိုမှချောကလက်ရသာစစ်စစ်နဲ့မှာယူရရှိနိုင်မှာဖြစ်ပါတယ်အဲနောက်ပြီးတော့ကျွန်တော်ရဲ့ကြီးစုသူတွေလည်းကျွန်တော်လက်ဆောင်လေးတစ်ခုပေးခြင်းပါတယ်အဲကျွန်တော်တယောက်ကိုဒါမျိုး၅ရက်လက်ဆောင်ပေးခြင်းပါတယ်အဲစစ်စစ်ပေါင်း15ရက်ပေးပါမယ်အဲဒီဗီဒီယိုလေးကိုအခုပြထားတဲ့ hashtag လေးနဲ့ share ပြီးတော့ဒီ post အောက်မှာသာမတ် ပြီးတော့ပထမဆုံးဘန်းတဲ့သူ15ရောက်ကိုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။တယောက်သူ9တုံးလေအလုံးပေါင်း15ရောက်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ post out လေးမှာမှတ်ပြီးတော့ net half လက်ဆက်မယ်ကြာယူနောက်တစ်ခုကတော့ပြင်သစ်ပါပြင်သစ်ကလူတွေကတော့အစာစားရင်အကြာကြီးစားလေရှိတယ်လို့ဆိုပါတယ်အထူးသဖြင့်သူတို့နေ့လယ်စာစားတဲ့အချိန်ပေါ့နော်နေ့လယ်စာကိုပြန်ပြန်နှစ်နာရီဝန်းကျင်လောက်ထိကိုအချိန်ပေးပြီးတော့အစင်မင်းတွေကိုထိုင်စားကြတာဖြစ်ပါတယ် ။ဒါကြောင့်ပြည်သင်းနိုင်ငံရဲ့ကျောင်းနေအလုပ်တွေမှာဆိုရင်ဒီထမင်းစားနားတဲ့အချိန်ကသူများနိုင်ငံတွေထက်ကိုပိုပြီးတော့များနေလေးရှိတယ်ဗောနော်။အဲဒါလေးကတော့ကျွန်တော်တို့နိုင်ငံတိုင်းအတူယူထားတဲ့အချိန်လေးတစ်ခုပဲဖြစ်ပါတယ်။အဲ့နောက်တစ်ခုကတော့ကျွန်တော်တို့အိန္ဒိယပါ။အိန္ဒိယမှာတော့ကျွန်တော်တို့ဘာဆာဆာလက်နယ်ပဲခြင်စားကြပါဘူး။ထမင်းကိုလက်နယ်စားတယ်ဆိုတာအိန္ဒိယကနေတော့စဉ်သက်လာတယ်လို့ပြောလို့ရတယ်ဗောနော်။အဲ့ဒါတော့ဒီလိုမျိုးလက်နယ်စားတယ်ဆိုတာဒီရိုးရာဒလေးကြောင့်စားတာမဟုတ်ဘူးဗျ။ တကယ်တော့အိန္ဒိယနိုင်ငံကမှသိပ္ပံနီးကျစားတောက်နေတာဖြစ်ပါတယ်။အဲဒီလိုမျိုးကျွန်တော်တို့အစားအစာကိုလက်နဲ့ထိတွေ့ပြီးစားလိုက်ခြင်းကအုံနောက်ကိုပို့ပြီးတော့အစားစားခြင်းစီဖြစ်စေတယ်။နောက်ပြီးတော့အစာခြေပြတ်နိုင်စွမ်းကိုလည်းပိုကောင်းစေတယ်လို့ဆိုရပြ။အဲဒါကြောင့်မလို့ဘာစားစားလက်နဲ့ကင်စားခြင်းကသာသိပ္ပံနီးကျစားတောက်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်အိန္ဒိယကမှစားတောက်နေအမှန်နဲ့စားတောက်နေတာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ state တွေပါ။ကျွန်တော်တို့ရဲ့မြန်မာဗဇက်တွေကအသားဆိုရင်ချက်မှအစင်ပေးတာဗျ။အသားတစ်ခုခုမချက်တော့ဘူးဆိုရင်ကိုဗဇက်ထဲမှာတမျိုးကြီးဖြစ်လာတာပါနော်။အဲဒါမဲ့ပြင်သစ်တို့ဘာလို့လို့အနောက်နိုင်ငံ ီမှာဆိုရင်တော့တို့ကဒီ state ကိုလုံးဝအစိမ်းသီးပါကိုစားကြရပြန်တို့ကဒီ resin တာမဟုတ်ဘဲနဲ့ဒီ raw sin ကိုစားကြတာပါနော် raw sin ဆိုတာလုံးဝအစိမ်းသီးပါလို့ပြောလို့ရတယ်အဲကျွန်တော်တို့ရဲ့ပါဇက်တီကတော့မရဘူးကြာတယ်အသားဆိုရင်ကြက်မောက်အစင်ပြေတာပါနော်အကြောင်းမလို့ကျွန်တော်နိုင်ငံခြားလူတွေကိုအားကြပြီးတော့ state ကိုအစိမ်းတွေရှောက်မမှကြဘူးအကြံပေးခြင်းပါတယ်အဲကျွန်တော်တို့ရဲ့မြန်မာတွေရဲ့ပါဇက်တီကြက်မောက်ကိုအစင်ပြေတာမဟုတ်လို့ပါအဆုံးသတ်ကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်